အားလုံးမင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်ဂျာရီတာမီတွေတက်တက်စာသိစရာကိစ္စတွေကောင်းတဲ့ဂျိုတွေကိုဘလို့အသုံးချမလဲဆိုတဲ့ကိစ္စလေးတွေပြောပေးချင်တာဖြစ်တယ်အဲ့တော့ဂျာရီတာမီတွေတက်တကယ်ကောင်းတဲ့ဂျိုကဘယ်ဂျိုလဲပေါ့ဂျာရီတာမီတွေတကယ်ကောင်းတဲ့အုပ်ဆိုးနေတဲ့ဂျိုကတင်းလာဂျိုပါနော်တင်းလာဂျိုပါတင်းလာဂျိုဆိုတာမျိုးကဘလို့နေရာတွေကောင်းဂျိုပြူတာလဲပေါ့ဟိုဂျာရီတာမီတွေကိုကျွန်တော်တို့ကတင်စားပြီးပြောရရင်ဘယ်လိုပြောရမလဲဆိုတော့အလှမ်းကျယ်ပြီးအလေလက်နေတာမျိုး နီးလုံးတော့မမြင်တာမျိုးเนาะဟိုပညာရှိသတိဖြစ်ခဲဆိုတာမျိုးသတိမမှုဂူမမြင်ဆိုတာမျိုးအဲ့လိုမျိုးကြာဝေးသားမီဒီယာအရန်ဖြစ်တယ်ဒါကြောင့်ပဲနီးလုံးတော့လည်းမမြင်ဘူးဆိုတဲ့အတိုင်းကြာဝေးသားမီဒီယာဘာလုံးလို့တစ်ခါကြာရင်အလန်းကျယ်လွန်အကြီးတယ်အော်အလန်းကျယ်ပြီးအလဲလက်သွားတယ်ဒါကြောင့်ပဲကိုအနီးနားမှာရှိတဲ့ပြင်ဆင်စရာတွေကို မပြင်ဆင်မဲနဲ့ဟုတ်အဝေးကိုလှမ်းကြည့်ပြီးတော့စဉ်းစားပြီးလှုပ်လိုက်တာနဲ့ တလွဲတွေဖြစ်ကုန်တာတွေဂျာရီသားမိတာတိတ်ဖြစ်တယ်အကျိုးဆုံးအလုံးလုံးတယ်အာဒီလုံငန်းကိုလေယုံရှိသေးတယ်နောက်လုံးတစ်ခုထက်ချဲ့တယ်အာပတ်ဆက်မလောက်ရင်ဘေးလူစရာဆွဲတယ်အလုံးတွေထက်ချဲ့တယ်အဲ့လိုကနေတဆင်ဘာတွေဖြစ်လာတယ်ဆိုတော့တဖြည်းဖြည်းနဲ့မနိုင်မနှင်းတွေဖြစ်လာပြီးတော့လုံငန်းအနေနဲ့ပတ်သက်ပြီးတော့အခြေမခိုင်မဲ့ပြိုလဲတာတွေအလွန်ဖြစ်တယ်အော်ဂျာဝိသားမိရတခါကြရင်အကြီးကြီးကြံတာအကြီးတို့ရဟာငါဟိုဟာကြီးကိုအကြီးလို့ချင်တယ်ဒါကြီးအကြီးလို့ချင်တယ် အကိုရှိတဲ့ငွေအင်အကိုရှိတဲ့လူအင်အကိုမှရှိတဲ့အကြံဉာဏ်နဲ့လုံလောက်လားမလုံလောက်လားမသိတော့တော့အဲ့လိုတွေဖြစ်တာဒီလိုတွေဖြစ်တဲ့အတွက်တော့ဂျာဝီသားမီးတွေဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကအနီးကပ်ကိုလည်းကြည်ပါဆိုတဲ့စိတ်ကတနင်းလာထိန်ချုပ်တာဒါဂျာဝီဖြစ်တဲ့ဆိုရင်တနင်းလာတနင်းလာဆိုတော့ကျွန်တော်တို့ဘေးထဲမှာဂျိုရန်လနော်ကျွန်တော်တို့ ਨੇ အနီးဆုံးအနီးဆုံးဂျိုပေါ့ဗျာလလဖြစ်တဲ့အတွက်ကျွန်တော်တို့ကဂျာဝီသားမီးဖြစ်တယ်ဆိုရင်ကိုဘေးနာပတ်ဝန်းကျင်ကိုလည်းကြည်ပါဦး သူများတွေဘာတွေလုပ်နေလဲနော်အကြီးကိုပဲမတွေးနဲ့အဝေးကိုမတွေးနဲ့အနီးကငါဘာလုပ်တဲ့လဲအများကြီးမစင်စားနဲ့ကိုကိုကိုငါဘာပြုပြင်တဲ့လဲကိုအရင်စင်စားအရင်စင်စားကြီးမှကြံတာတွေလုပ်အဲ့လိုမှမဟုတ်တာနဲ့ကြာတာပရိကအကြီးတွေတွေအကြီးတွေလို့အကြီးတွေစင်စားပြီးတော့ကိုကားတွေဖြစ်သွားတတ်တယ်ဆိုတော့တနင်းလာက ပြန်ထိမ့်မိတာအနုစိတ်အသေးစိတ်လည်းကြည့်အောင်ဒါကြာပြီးသားမိတယ်အဲ့ဒါတွေသိထားဖို့လိုတယ်ပြီးရင်တဲလာကျောက ရှင်ပြောရရင်ဂျာရီသမီးပါဂျာရီသားမှာအဓိကပဲပညာဂျိုဖြစ်တယ်ပြောတော့ဒီပညာဂျိုဖြစ်တဲ့အတွက်ကျွန်တော်တို့ကဟိုတနေ့ပါဂျိုနဲ့ပတ်သက်ပြီးတော့နဝင်းမှာရောက်နေတဲ့လူတော်တော်များများကမဖြစ်လာလဲဆိုတော့ပညာရဲ့နဲ့ပတ်သက်ရင်လိုက်စားမှုတွေတအားများတယ်ဟိုလိုက်လိုက်စားမှုတွေများရင်လက်တွေ့မှာအသုံးမချတာမျိုးတွေလက်တွေ့မှာတကယ်ဟိုမလုပ်ဖြစ်တော့တာမျိုးတွေပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တကယ်လက်တွေ့လောက်ကမဲ့ကိစ္စမျိုးတွေမှာအချို့ဆိုရင်နှစ်ပေါင်းများစွာပညာသင်လိုက်တယ် တင်ပြီးတော့ကျွန်တော်တို့မလုပ်ကြတော့တကယ်လက်တွေ apply ပြန်လုပ်တဲ့နေရာမှာကျတော့အားနေသွားတယ်အဲ့လိုမျိုးတွေကြာရေးကတိတ်ဖြစ်တယ်ဒါကြောင့်တင်တာလဲတင်လှုပ်ရှားရှိတာလဲလှုပ်ဆိုတာကိုတင်းနေလားလက်တွေကျွန်တော်တို့ကပြန်ထိမ့်မိတယ်အဲဒါကြောင့်ပဲကျွန်တော်တို့ကြာရေးသားမိတွေကိုအဲ့ဒါလဲသိစေခြင်း ਨੇ နောက်ပြီးတော့ကြာရေးဖြစ်လာပြီဆိုရင်ကျွန်တော်တို့သိရမယ်နောက်တစ်ချက်ကဘလို့ဟာမျိုးလဲဆိုတော့ဟိုရုတ်တီးနဲ့နေတာမျိုးတွေတခုခုဆိုရင်ကျွန်တော်တို့ကအတွေးခေါ်ယူအစပိုင်းမှာ ဟိုတင်ညာကိုအခြေတည်တဲ့လူဖြစ်တဲ့အတွက်လေးလေးအားလေးနေတာတို့ပြုံးပြပြမနေတာတို့အခက်တီတီနေတာကိုပညာရှိပုံစံပညာတတ်ပုံစံမျိုးနေတာမျိုးပေါ့နော်ဒီလိုနေရာမျိုးကိုကံကမကြိုက်ပါဘူးအဲ့လိုမျိုးနေတယ်ဆိုရင်လည်းအချို့နေရာတွေမှာရင်းနှီးကြောင်းဝင်မှုအားနေပြီးတော့ကိုယ့်ရဲ့အလုပ်သမားတွေကိုယ့်ပတ်ဝန်းကျင်တွေကိုယ့်မိတ်ဆွေတွေနဲ့တသားလည်းမဖြစ်သွားတဲ့ပုံစံမျိုးတွေဖြစ်ပြီးတော့ အာသူကြီးကျယ်ပါတယ်လို့စိတ်ကအခြားလူတွေကထင်သွားပြီအချို့နေရာတွေမှာကိုယ်မတိုင်မင်တော့တာမပြောတော့တာဒါတွေကအဆအကုန်ဖြစ်နိုင်တယ်ဒီအချက်တွေကိုလည်းကျွန်တော်တို့ကကြာသာပရိသားမီးအတွက်မေးလို့မရပါဘူးနော်နောက်ပြီးကြာသာပရိသားမီးတွေအတွက်လုပ်ငန်းစီးပွားချို့ကတောက်ကြဆိုပါတောက်ကြဆိုတောက်ကြဆိုကစီးပွားရေးချို့ဖြစ်တဲ့အတွက်တောက်ကြနိုင်တဲ့ပတ်သက်တဲ့ကိစ္စတွေကစီးပွားရေးအနေနဲ့လုပ်မယ်ဆိုရင်သိတ်ကောင်းတယ်အဲတောက်ကြချို့ဘယ်လိုစီးပွားရေးလုပ်မလဲပေါ့တောက်ကြနဲ့ပတ်သက်အဲတောက်ကြချို့ကစီးပွားရေးနဲ့ပတ်သက်ဆန့်ရွယ်တဲ့ချို့ဖြစ်တဲ့အတွက် တောက်ကြဇင်ခံပစ္စည်းတွေအပန်းဖြေရာတို့အနားယူရာတို့အန်တာတိတ်မဆန်ဆန်အလုပ်တွေတို့နော်စိတ်ခံစားမှုပျော်ရွှင်မှု အပျော်အပါအပန်းဖြေဒါကိုပေးတဲ့အရာတွေဖြစ်တယ်ကြာရီးသားမီးတွေကအလုပ်စည်းဝါးနဲ့ပတ်သက်ရင်အဲ့ဒီပုံစံစဉ်းစားဖို့လိုတယ်နော်အလုပ်လုပ်ပြီဆိုလဲကျွန်တော်တို့ကလုံးဆရာရှိတာလုံးနားဆရာရှိတာနားပျော်ဆရာရှိတာပျော်ဆိုတဲ့လူမျိုးတွေအဲ့လိုလောက်တာပိုကောင်းတယ်အလုပ်ကြီးပဲဖိလို့ရင်ပျော်ဆရာမရှိဘူးစိတ်ကလည်းစတဲကြီးနဲ့နေပြီးတော့ ကိုကိုတိုင်ထိမ့်ချုံထားတာများရင်အတွင်းမှာအဆင်မပြေဘူးဒါကြောင့်ပဲအာယုံ၅ပါးခံစားမယ်ဆိုရင်ခံစားရမယ့်အချိန်မှာခံစားလိုက်လှုပ်ရှားရှိတဲ့အချိန်မှာလှုပ်လိုက်အဲ့လိုမဟုတ်ဘဲနဲ့ပညာရှိရရင်အရန်ချုပ်ထိန်နိုင်ရင်အချို့နေရာတွေမှာလူမမြင်ဝင်းတဲ့ကိစ္စတွေသူတို့ကလှုပ်လာကြာပြီးသားမိတယ်အမှောင်ဘက်ကိုရောက်သွားတယ်ပေါ့အပြင်မှာတော့ငါလူရိုတွေရှိရိုတွေနောက်မှာခွက်ပုံးချနေတယ်ဒီလူမျိုးတွေဖြစ်တတ်တဲ့လူမျိုးတွေဖြစ်သွားတတ်တယ် ပြီးတော့ဇင်ကံပစ္စည်းဖြစ်တဲ့ကာကန်ရှင်ဟာဂဒင်တို့မှုရာတို့တီဗီတို့အပန်းပြေစကန်တို့ကန်းချီတို့နော်နောက်အပျော်ပါတို့အန်တာတိန်မန့်တို့ကစားကွင်းတို့စသဖြင့်ပေါ့ဗျာဟို KTV တို့စင်တင်တို့အာတေဂီတာတို့အနုပညာတို့အင်စထရူမန့်တွေတီးတာတို့ဒါရင်းနဲ့ပတ်သက်ရင်တော့အရန်ကောင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီစတာရှင်တွေဟာဖြော်ပြေးအန်တာတိန်မန့်အပျော်ပါဒါကိုအခြေပြုတဲ့စီးပွားရေးတွေကောင်းတယ်ဂီတအနုပညာအတ္တမိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေလည်း လုတ်ဖို့လိုတယ်ကိုစီဝါလုတ်တဲ့ခါကျရင်လည်းနားနေနေပေါ့အချို့အိမ်ပြန်လာတယ်ကာအိုကေလေးဆိုလိုက်တယ်အပန်းဖြည်တယ်ဂတာလေးသီးတယ်အပန်းဖြည်တယ်တခြင်းလေးနားထောင်တယ်အပန်းဖြည်တယ်အဲ့လိုမျိုးလုတ်ပင်းပို့ပြီးတော့ကောင်းတယ်လို့ပြောသလိုကိုစီဝါရဲ့အနီးနားတွေမှာလည်းအဲ့လိုပေါ့အတန်နဲ့ဆိုင်ရာတီးလုံးလေးတွေအတန်လွန်လွန်လေးတွေဒီလိုမျိုးလေးတွေထားတာမျိုးကပို့ပြီးတော့ကြာပြီးသားမိတွေတကန်ကောင်းစေနိုင်တယ်လို့ပြောပါတယ်ဒီအချက်ကတော့ကျွန်တော်တို့စီးပွားရေးနဲ့ပတ်သက်ရင်သိထားစေချင်တာဒါအပြင်တောက်ကြာလုံခြုံရေးဖြစ်တဲ့အတွက်ဂျာရီသားမီးယာကာဝယ်မှုအပိုင်း security အပိုင်းနဲ့ပတ်သက်တဲ့စီးပွားရေးတွေလည်းလုပ်လို့ရတယ် နော်ဟို data တွေကိုကာဝယ်ပေးတာမျိုးတို့စီးပွားရေးနဲ့ပတ်သက်ရင်လည်းအဲ့လိုအကာအကွယ်ပြုတဲ့အပိုင်းပေါ့ဒီအပိုင်းတွေနဲ့ပတ်သက်ရင်အရန်အားရစရာကောင်းတဲ့လူမျိုးဖြစ်လဲကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်အဲ့ဒီအပိုင်းတွေလုံးလို့ရလို့ဟိုဘန်လုပ်ငန်းတို့အပေါင်ခံတာမျိုးတို့အော်သူတို့ဘာပစ္စည်းကိုတိမ်မိထားတဲ့နော်သူဘာပစ္စည်းကိုအာမခံမိထားတဲ့အာမခံလုပ်ငန်းတို့ဒီလိုစီးပွားရေးတွေနဲ့လည်းဘဝမှာအောင်မြင်ပြီးတော့ဒီလိုပုံစံမျိုးစီးပွားရှာရင်လည်းပိုကောင်းတယ်ဆိုတာမျိုးကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ကိုယ့်ပုံကအရင်ဟိုအောင်ဖြစ်ပဲနဲ့ ဟိုပေါ့ဘဘပြောဘဘဖြစ်နေတဲ့ဂျာဝေးသားမီးတွေရဲ့ပုံစံမျိုးဖြစ်နေရင်တော့ပိုကောင်းတာပေါ့ဗျာနောက်ပြီးဂျာဝေးသားမီးတွေအတွက်ကျွန်တော်တို့အချစ်ရေးစမ်းကြိုပေါ့အဲစမ်းကြိုကအင်္ဂါပိုင်တယ်ဗျအင်္ဂါပိုင်တော့အင်္ဂါကကျွန်တော်တို့ကဖြတ်လက်တာငယ်ရွယ်တာဖင်ပေါ့တာအဲဘယ်လိုပြောမလဲဆိုတော့လူပြိုတာပေါ့ဒါကိုပြောတဲ့အတွက်ဂျာရီဂျိုတက်ကကျွန်တော်တို့က16နဲ့အင်္ဂါဂျိုတက်က10နဲ့ကွာတယ်လေး16နဲ့10နဲ့ ဒါတော့ပဲကြော်ရေးသားမီဒီယာမတိစိတ်မှာတိစိတ်မှာမဟုတ်နော်မတိစိတ်မှာငယ်ရွယ်တဲ့လူဖြက်လက်တဲ့လူ ကိုထက်နုပြိုတဲ့လူကိုထက်ပေါ့ပွားနေတဲ့လူအဲခစ်မိတဲ့လူအာလူငယ်ဆန်တဲ့ပုံစံမျိုးပို့ကြိုက်တယ်ဘလို့ပဲကျွန်တော်လူကြီးကိုပဲကြိုက်တာပါအကူကြီးတွေပဲကြိုက်တာပါဦးလေးတွေပဲကြိုက်တာပြောမတိစိတ်မှာငယ်ရွယ်တဲ့တူအောင်ကြိုက်တယ်နော်အာယောက်ျားလေးလည်းလို့ပဲယောက်ျားလေးကြာရေးသားမီလည်းကိုထက်နုတာငယ်တာ ြိုက်တယ်ယောက်ျားလေးတော်များများတော့နှုတ်ရငဲတာကြိုက်တယ်တူပါနော်ထားပါအဲ့တော့ဒါကတော့အဲ့လိုဖြစ်တဲ့အတွက်ဂျာဝိသားမီးကိုလက်တွဲပေါ်ရှာတဲ့အခါကျရင်ဂျာဝိသားမီးကအဲ့လိုမျိုးဖြစ်တဲ့လူကိုရှာဖို့လိုတယ်ဖြစ်ပြလဲလဲရှိတဲ့လူမျိုးတွေနော်ဟိုအလုံးလုံးတဲ့အခါကျရင်လက်တွေကြကြလုတဲ့လူမျိုးတွေဒါဂျာဝိသားမီးတွေအလိုစာရေးဆရာလိုလိုပကြီးဆရာလိုလိုအဲ့လိုဟာမျိုးတွေနဲ့တိတ်မအပ်ဆက်ဘူးအာဒူးတော်တိုင်းပေါ့လုံမယ်ချမယ်အဲ့လိုလူမျိုးတွေကိုအိမ်တော်ဘက်ထွေရေးချဲတယ်ဆိုတော့ပိုကောင်းတယ်လို့ပြောတယ်အဲ့တော့ငရွယ်သူတွေနဲ့အိမ်တော်ကြတတ်တယ် အကြတတ်တဲ့လူတွေကလည်းစီးပွားရေးလုပ်ငန်းလုပ်တဲ့အခါကျရင်အဲ့လိုလက်တွေ့ကျကျစီးပွားရေးတွေဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတို့နော်အယောင်နဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတို့ဟိုဆက်လက်နဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတို့စပ်အပိုပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမျိုးတို့ဒီအလုပ်တွေနဲ့အဆက်ကျတာမျိုးလည်းကျွန်တော်တို့တွေ့ရတယ်ဒါကတော့တကယ်ကိုကြာရွေးသားမီးတွေတော့အချက်ရင်းမှာစိုးမိုးနေတဲ့အနေအထားမျိုးဖြစ်တယ်ဒါတော့ကြာရွေးသားမီးတွေဟာအ ငယ်ရွယ်ဖြတ်လက်နုပြိုတာကိုပူကြိုက်တာဖြစ်နေတယ်ကိုအိမ်တော်ဘက်ကအဲ့လိုဖြစ်နေပို့လို့အဲ့ဒါကိုအိမ်တော်ဘက်ကကြာတာပရိဖြစ်တယ်ဆိုရင်ကိုနည်းနည်းလေးအရန်ကြီးပုံတုံးနေလားအရန်ရင့်ရော်နေလားအုံမင်းနေလားတစ်ချက်ကြည့်ပါအဲ့ထက်နည်းနည်းလေးပြန်နုပြိုအောင်နေပါပြီးလည်းပြောအရန်ဝါလုံးနေလားဖြစ်ဖြစ်လက်လက်ပေါ့ပေါ့ပါမဖြစ်တော့ဘူးလားဒါဆိုရင်ပြန်ပြီးတော့ကျွန်တော်ပြန်ချိန်ပါဒါဆိုကြာဝေးသားမိနေနဲ့ပြန်ပြီးသားစားတာပြန်ဖြစ်နိုင်ပါလိမ့်မယ်ပို့ပြီးတော့ရင်းနှင်းမှုနုထွက်မှုပို့ပြီးတော့ရသွားနိုင်တယ်ပေါ့နော်အဲ့ဒီအချက်လေးပြောခြင်းတယ်အကြာဝေးသားမိဒီမှာလုံးလုံးကလက်မလွတ်တဲ့နာဘာလဲဆိုတော့ တနင်္လာကျိုးအားအကောင်းဆုံးဖြစ်တဲ့အတွက်အနည်းဆုံးကိစ္စတွေကိုလုံးဝမမေ့နဲ့နော်ကို့အနည်းဆုံးမှာငါဘာရမလဲကို့ရဲ့အနည်းဆုံးမှာဘာပညာရမလဲဘာစီဝါရမလဲကို့အနည်းဆုံးနေရာတွေကနေဘာရွေးထုတ်ယူရမလဲဆိုတာကိုစဉ်းစားပါနော်အဲ့တော့ဘယ်နေရာရောက်ရောက်ဘယ်နိုင်ငံရောက်ရောက်ကို့အနည်းဆုံးမှာစီဝါလုပ်လို့ရတာဒါပေါ့ကို့ရက်ကွက်ကို့လမ်းထဲမှာငါစီဝါပါလုပ်လို့ရမယ်နော်ကို့ရှင်မျိုးတောင်ရဲ့အတိုင်းဝိုင်းနေကြတယ်မှာငါဘာစီဝါရေးလုပ်လို့ရမယ်ဒါမှမဟုတ်လေမိဘလက်ငုပ်ကိုပို့ပို့ပြီးတော့ငါ modify ဖြစ်အောင်ဘယ်လိုလုပ်နိုင်မလဲ မိဘလက်ငုပ်ကိုပို့ပြီးတိုးတက်အောင်ငါဘာလုပ်မလဲအဲ့လိုမျိုးတွေစဉ်းစားပြီးစီးပွားလုပ်တာကပိုကောင်းတယ်လို့လည်းအကြံပေးကြပါတယ်။နောက်ဆုံးတော့ဒီဘောပေါ့မယ်တင်ပါတယ်ဂျာပြေးသားမိတွေအားလုံးမိမိရဲ့ကောင်းတဲ့ဂျိုတွေကိုကောင်းစွာအသုံးချနိုင်ပါစေလို့ပြောကြရတယ်။ဒီကောင်ချောက်အပ်ပါတယ်ဗျ။